မြန်မာနဝချင်းတွေကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှိကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ဘီယာဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာဆောဟန်ထူအောင်လေသွေးချုံရေးသားထားတဲ့စက္ကပါလဇလားအပိုင်း85ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ဝန်တိတ်ချင်းနေရပူလုံးတဲ့အတွက်ကောင်းငင်ပြင်မှာရှိတဲ့တိမ်တိုက်တွေကိုချစ်ရှုနေတဲ့အချိန်ပါပဲ။ တဖက်ချမ်းကနေထူဆန်းသောအရာတစ်ခုကိုဟန်လွင်မြင်လိုက်ရပါတယ်။အဲ့ဒီအရာကလူရိပ်သေးသေးလေးတစ်ခု ကောင်းငင်ပေါ်ကိုပြန်တက်ပြီးတော့တခြားအရက်ဘက်ကိုသွားနေတဲ့မြင်ကွင်းလေးဖြစ်ပါတယ်။အတန်ကြာတဲ့အထိစိုက်ကြည့်ပြီးတဲ့နောက်မှာတော့ဟန်လွင်တစ်ခုခုကိုဖြတ်ခနဲ့တရေရသွားမိလိမ့်တယ်။ဥသူတော်ဗျားဆရာရောဂင်မအေးကြီးဟာဘယ်ရောရတော့ဟိုဘက်ရှိကကျော်ကပြင်ချောင်းရောက်มาနေတာဆရာ။ तू ကအတော်လေးတရားအထုတ်တဲ့ယောဂီပါ။ ပြင်းချောင်းရွာကဟိုးဘက်ချမ်းကလားဟာလူရလူရဲ့ပြန်တန်းသွားတဲ့နေရာဘက်ကိုလက်ညှိုးထိုးပြလို့မေးလိုက်တယ်ဟုတ်ပါဆရာဆရာအဲ့ဒီဘက်ကိုရောက်ဖို့လို့လားမရောက်ဖို့ပါဘူးဗျာမေးကြည့်တာပါဟာလူပြင်းချောင်းရွာရှိတဲ့ဘက်ကိုမျက်နှာမူလို့ခပ်ပြုံးပြုံးကြည့်လက်ထက်ကအနက်ရောက်ဘူးလေးကိုပုတ်တက်နေမိတယ်ဆရာတပည့်ဖြစ်သူမောက်ထွေးရဲ့ခေါ်တဲ့ကြောင့်ဟာလွင်အတွေးအဆပြက်ကုန်တယ်။အေးဘာရော ျုပ်တို့လူနာလာကြည့်အောင်မဲလားကျုပ်ကခုမဲ့ထင်တာอืมမကူချင်နေဆိုပေမဲ့လူနာယောဂါပျောက်သွားတာမင်းမြင်မဲလေယောဂီကြီးကတကူကြည့်တယ်ဟန်လွင်စကားကိုကြားရတဲ့အခါမှာတော့မောင်ထွေးနားမလည်နိုင်ဖြစ်သွားတယ်ဘလို့လဲဆရာကျုပ်နားမလည်ဘူးတေချာစဉ်းစားစမ်းမောင်ထွေးရာပယောဂဆရာတွေတော့အသက်ပေးရတဲ့အစွဲကိုယောဂီကလက်သုံးချပ်ပုတ်တာနဲ့အကုန်ပျောက်တာကနည်းတယ်တကူလားဟာဟုတ်သားပဲနော်ဆရာ အေးမိဒီမဲ့ကြည့်ဒီထဲပါမြင်တော့ဟန်လင်းပြတဲ့အနေအောင်ပူထဲမှာဘာမှမရှိတဲ့အတွက်မောက်ထဲခေါင်းကပြလိုက်တယ်ဘာမှမမြင်ဘူးဆရာအေးငါယူလာတော့ကတော့ဒီထဲမှာကျိုးတချောင်းပါလာတယ်ယောဂီကလူနာလဲကုပြီးရောမရှိတော့ဘူးဟင်ဘလို့ဖြစ်လို့တော့ဆရာမောက်ထဲရဲ့မိကုံးကဟန်လင်းပြတ်မဖြစ်ပဲဥတုတော်ကိုလှမ်းကြည့်လိုက်လိမ့်တယ်ဥတုတော်လူနာမှာဘာရှိနေလဲသိတယ်မဟုတ်လား သိပါတယ်ဆရာဘာလဲတုံးဗျဝမ်းနည်းပြင်ညာပါဥသူတော်ပြင်ညာမဆုံးဘူးဗျထက်သားပဲဆရာကျေးဇူးတွေကြောက်ပါဆရာဟုတ်ပါပြီဗျာဒီမဲ့မောင်ထွေးကြီးလူနာဝမ်းနည်းပါနဲ့တမျိုးစောင့်နေတယ်တကူလည်းကြီးပါတယ်အရဲလက်ပြီးတရားဟောတော့မိစ္ဆာနဲ့တွေမလို့တမဖြစ်ရကနေအရဲရက်ကနှစ်ပွဲဇက်ပွဲလာကြည့်ကြတဲ့ခတ်ထက်ထက်ပညာတွေတွေနဲ့ထိတ်တဲသွားတိုးမိတာပဲ။ ဟုတ်ကဲ့ဆရာလူနာအိမ်ကအိမ်အကိုရိုးတယ်လို့ထင်လို့လားမောင်ထွေကဲဥသူတော်လည်းဖြည့်ကြည့်ပါအောင်ဟန်လူရဲ့မိကွန်းကိုဥသူတော်ရောမောင်ထွေပါမဖြည့်နိုင်ကြအောင်အိမ်အကိုလည်းအောင်လန်းပညာတတ်တယ်စုံမဟုတ်ဘူးအောင်လန်းတတ်တာလူနာအနည်းမှာတိတ်ထက်တဲ့အောင်လန်းပညာရှိရှိနေတာပဲဒီအိမ်ကိုကလေးမဘယ်အရွယ်ကလေးကအောင်လန်းပညာတတ်နေလဲတော့မသိဘူးဟန်လူပြောဖို့ဆိုဖို့အရာ အဲ့ဒီအိမ်အကိုဟာအလွန်ထက်မြက်တဲ့အောင်လန်းပညာတက်နေတယ်ဆိုတော့ကိုဥသူတော်တော်မရင်မိလောက်အောင်သူ့ဝက်ရည်ထက်မြက်လွန်လာတယ်။ဒါဆိုလူနာအောင်မကောင်းကျင်စီတာသူပေါ့နော်ဆရာ။မောင်ထွေးရဲ့စကားကြောင့်ဟန်လဲအာရပါရရေးလိုက်တယ်။ဘယ်ကလာသူကလူနာကိုကျင်စီရမလဲမောင်ထွေးရ။သူရှိနေလို့နောက်ပြီးတော့လူနာမှဝမ်းနည်းဆောင်ရှိနေလို့ရဲ့ကြောင့်အဲ့ဒီလူနာစောစောမသိတာ။ဗျာဖြစ်ပုံကဒီလိုกว่าမောင်ထွေးရ။ ိမ်အကူကလူနာအမျိုးသမီးကိုကာဝယ်ပေးထားတာလူနာလာကိုတဲ့ဆရာကိုတပ်ပစ်တာလေအဲ့ဒီကလေးမလက်ချက်မကင်းဘူးဟင်ဆရာကလေဆရာပဲပြောတော့ तू ကသူ့ရင်ရှင်တခင်တွေကိုကူညီပေးနေတာဆိုမဟုတ်ဘူးလားဗျဆရာတွေလာကိုရင်လူနာယောဂါပြောက်မှာမို့ तू ကဝမ်းအောင်တားရအောင်မလေဗျကလေးငယ်တဲ့ဘွဲအစွန်းထင်းမရှိပဲအတွေ့ရိုးဖြောက်ဖြူစင်တဲ့တပည့်ဖြစ်သူကိုကြည့်လို့အလွေပြုံးကခေါင်းကိုခါပြလိုက်လေတယ် အဲ့ဒီပျောကဆရာတွေလာတာမယိုးဘူးဆိုရင်ရောမောက်ထိန်ဗျာမင်းမထားအဲ့ဒီပျောကဆရာတွေကလူနာဘိုက်ထရနှက်ကိုလိုချင်လို့လာယူကြတာအဲ့တော့လူနာရဲ့ဝမ်းဆောင်နဲ့နဲ့အိမ်အကူဖြစ်တဲ့အောင်လဲပညာရှင်တွေကလဝါချင်းရိုက်ပြီးတော့လာသည်မပျောကဆရာတွေကိုတတ်လိုက်တာပဲခတ်ထက်ထက်ပုတ်ကိုနှစ်ယောက်ပေါင်းပြီးတော့လာကူတဲ့ပျောကဆရာတွေကိုမစွန့်နဲ့ဥညုံများအောင်ရှစ်တိုးလို့တိတ်မရအောင်လीဒီချိန်ဥသူတော်ကဟာလင်ကိုကြားဖြတ်ပြီးဝင်မေးလိုက်လေတယ် ကြောက်ဘာတွေကရောရိုးရလားဆရာဒါတော့ကာယကက်ရှိအတိဆုံးဖြစ်မှာပေါ့ဥသူတော်ရဥသူတော်ရဲ့မိကွန်းကိုဟန်လွင်ရမဖြစ်ပဲစကားရှောင်လိုက်လေလူကြီးဖြစ်တဲ့ဥသူတော်ဟာဟန်လွင်ဆိုလိုရင်းကိုသဘောပေါက်သွားပြီးတော့တက်ပြဲအချိန်ကြီးချလိုက်မိတယ်ဆရာကြောက်တကယ်မသိလို့ဗျဒီဟာကြီးကဘလို့စဉ်းစားစဉ်းစားရုတ်တိတ်မရှိသလိုပဲမောင်ထွေးတယောက်မျက်မှောက်ကျုပ်လို့တခုခုကိုလေးလေးနက်နက်စဉ်းစားနေဟနဲ့ဆရာဖြစ်သူကိုမင်းနေတယ် ေးမင်းစမမင်းဟာဖောက်တေးမိပြန်တာတော့ဝမ်းနေစောဖြစ်တဲ့သူကဒီလိုဓမ္မဝိပဿနာတွေကိုခေါင်းခေါင်းမင်းမင်းဖြစ်တာဟုတ်ကောဟုတ်ရဲ့လားဝမ်းနေနဲ့နဲ့လုံနာအကြံတစ်ခုခုရှိနေလောက်လားဒါမှငါတပဲကွာဟန်လီဟာတပဲဖြစ်သူကိုစစ်စစ်ကြည့်ပြီးတော့အာရပါရထိုက်ရိုက်လိုက်လေတယ်မင်းမြဲမြဲမှတ်ထားအောင်ထွေးဝမ်းနေစောပါတဲ့သူတွေကဘယ်တော့မှစီးနေဖို့နဲ့မနေလို့တလို့ အမြဲတမ်းသူများထဲနှာတပြားတလုံးစီရှိတတ်ကြတယ်။ပြောရရင်ဦးဖြားဖြားစွန့်စွန့်ဆာဆာနဲ့တပားသူထဲတလုံးချင်းနဲ့ရောဂါရှိတယ်ကွာ။ဟုတ်ကဲ့ဆရာ။ဒီနယ်ထဲမှာဘာဖျားဟောအစုံမတွေမှမရှိဘူးမောင်ထွေ။အောင်လန်းပညာ၊ကဝေပညာ၊ဆုံးပညာ၊ဂန္ဓာရဲ့ပညာဝိဇာထွက်ရပေါက်ပညာတွေပဲထွန်းကားနေတယ်။ဒါကြောင့်ဒီအရက်ကဟမ်လင်းအဲ့ဒီလိုစိတ်ပါလက်ပါဖြစ်နေတဲ့အချိန် ရုတ်တရက်ရင်နဲ့အေးအေးတဲ့တခုစိတ်ငင်းနဲ့ဝင်ရောက်လာပြီးနားထဲမှာလည်းအတန်တခုကိုထင်ရှားစွာနဲ့ကြားလိုက်ရလေတယ်။သာသနာကွယ်နေတဲ့အရက်ပေါ်ငါသားရဲ့ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကြောင့်အတန်ရှိရာအပေါ်ကိုစက္ကနဲ့မောကြည့်လိုက်တဲ့အခါယောဂီဝစ်ထားတဲ့အမျိုးသမီးနှစ်ဦးရင်နေတာကိုတွေ့လိုက်ရပါတယ်။တဦးကတော့ယောဂီမအေးကြီးဖြစ်ပြီးကျန်တဲ့တဦးကယောဂီမအေးကြီးရဲ့ကမ္မထံပိုင်းဆိုင်ရာအကြီးအကဲဖြစ်ဟတူပါရဲ့။ ယောဂီမအေးကြည့်တဲ့အရှိန်ဝါပိုကြီးနေတယ်လို့ခံစားလိုက်ရတာအတွက်ဟန်လွင်ရဲ့မတိစိတ်တဲ့အလိုလိုထိတ်လန့်သွားခဲ့တယ်။မမဆရာမကြီးကဘာလို့ပါလဲခမ။ဟန်လွင်စိတ်ထရမေးလိုက်တဲ့အတန်းကိုအဲ့ဒီယောဂီဆရာမကြီးကသိနေတယ်။ငါသားရဲ့လူတို့မှတော့ဘာလို့နမဲမင်းနေသေးတာတော့။ငါသားကနောက်ဆိုသူ့တက်ကိုတက်ပြီးရှစ်ဆက်ရမဲ့ကအမေမြင်နေရလို့တတိလာပေးတာပါကွယ်။ ဒါဖြင့်ကျုပ်ဘာဆက်လုပ်ရမလဲဆရာမကြီး။သူ့အသက်ကိုကိုယ့်အသက်နဲ့နှိုင်းပြီးချစ်ပါငှတာ။သူ့မှာလည်းအသက်တချောင်း၊ကို့မှာလည်းအသက်တချောင်းမင်း။ဘသူမှမအပေါ်မပါဘူးကွ။သတ္တဝါတွေကိုတနာပါငှတာ။ယောဂီဆရာမကြီးကအဲ့ဒီလိုပြောလိုက်တဲ့အခါဟန်လင်းဘာမှမပြောတော့ပဲအတန်ကြားတဲ့အထီးနှုတ်ဆက်နေမိတယ်။ဟန်လင်းစိတ်တဲ့ကဝေစုတွေကိုနှိကုတ်ရှိထုံးရမယ်ဆိုတဲ့အစွဲကခံမြဲနေတာကြောင့်သူ့အတက်ကိုမချစ်နိုင်သေးဘူး။ ငါသားစိတ်ကိုအမေသိတယ်။လောကမှာလူဆိုးလူကောင်းရှိကြပါတယ်။လူဆိုးမှန်လို့တက်ရရိုးဆိုရင်တလောကလုံးငါသားလိုက်တဲ့နေရာလေးပဲငါသားရဲ့။အခုအမေရောက်လာတာဒရိပေးဖို့အပြင်ငါသားကိုဂရိတောင်းစီရာရှိတယ်။သူ့အသက်ကိုမတက်တဲ့ဂရိအမေကိုပေးပါကွယ်။ယောဂီဆရာမကြီးရဲ့စကားကြောင့်ဟန်လွင်ကခေါင်းကိုတွင်တွင်ခါလိုက်လိမ့်တယ်။ကျုပ်ဆက်သွားရမယ့်လမ်းဟာရှုပ်ထွေးနေပြ။ဒီဂရိပေးလို့မဖြစ်ဘူး။ ျုပ်ကတက်တဲ့နဲ့ကဝယ်တွေ့တက်မှာပဲကျုပ်သွားမဲ့လမ်းကစူးတွေအမှောင်တွေကြီးပါဆရာမကြီးပန်းခင်လာမဟုတ်တော့သူတော်ကောင်းဂရိမပေးနိုင်သေးပါဘူးဗျာငါသာအမောင်နဲ့လျှောက်ရင်မီးထုံးပြီးသွားရတယ်ငါသာအမောင်နဲ့ရောက်နေတာရောအမိုက်တွေပဲဆက်လို့တော့အမိုက်မောင်ဖြစ်သွားမှာပေါ့ကွယ်။အိုးဘာပဲဖြစ်ဖြစ်ဗျာကျုပ်က သူတော်ကောင်းလောင်းလောင်းမလုံနိုင်သေးဘူးကျုပ်စူးစမ်းနေစေပဲ။ဟုတ်ပါပြီကွယ်။ ဒီတီလာအပြည့်မပေးနိုင်မှာတော့ကဲငါသားအမေနောက်ဆုံးပြောမယ်နောက်ပြန်လှည့်လို့ရတဲ့လူစုမှန်ရင်မတက်ပါဘူးဆိုတဲ့ဂရိကိုပေးယောဂီဆရာမကြီးဟာဟာလွင်ကိုမြတ်တာတန်းနဲ့ပြောနေရကလေးသက်အနေငယ်တင်းလို့ခက်ပြက်ပြက်ပြောလိုက်တယ်ဒီအခါမမြင်ရတဲ့အင်အားတစ်ခုကဟာလွင်ရဲ့နှလုံးအိမ်တစ်ခုလုံးကိုကင်ဆွဲလို့လှောက်ခါလိုက်တဲ့လားပြင်းထန်စွာရိုက်ခတ်လှုံ့ရှားသွားလိမ့်တယ်ဟာလွင်တရခေါင်းကိုပြမမော့နိုင်တော့ပဲဇက်ကလေးလို့ ဦးကောင်းကအောက်စီငိုက်ကြသွားလေတယ်။သူတော်ကောင်းတို့ရဲ့ဓာတ်ဟာအလို့ပြေးထန်လာတာကိုဟန်လင်းမျက်မြင်ကြုံလိုက်ရလိမ့်ပြီ။မမဆရာမကြီးနောက်ပြန်လှဲလို့ရတဲ့လူစိုးကိုတော့မတတ်ပါဘူး။ဂရိပေးပါတယ်။ဟန်လင်းတယောက်ဦးကောင်းမထောင်နိုင်သေးတဲ့အတွက်ခေါင်းကဆိုင်ကျနေရင်းနဲ့ပဲလက်အုပ်ကလေးချီလို့ယောဂီဆရာမကြီးကိုဂရိပေးလိုက်ရလိတော့တယ်။ဒီခါမှာယောဂီဆရာမကြီးကကျင့်တဲ့အတွက်တာရုတုံးကျင်ခေါ်ဆိုလိုက်ပြီး ဘာရသေးကြီးများဖေ။ဒီဘက်တော်မှာဘာရသေးကြီးတို့ဆန္ဒရှိတော်မူတဲ့အတိုင်းဟောဒီတငယ်လေးစီကခဏညံအညံ့စားကိုချင့်တီလာတပိုင်းကိုဂရီတောင်းခံယူလိုက်ပါပြီဖေ။ယောဂီဆရာမကြီးကအာယုပြုလက်အုပ်ချီလို့ပြောဆိုပြီးနောက်ဟယ်လင်ကိုဂရုဏာတက်တော်အကြီးနဲ့ဆက်ကြည့်လိုက်လေ။ငါသားခေါင်းမောလိုက်ပါ။ထူဆန်းစွာနဲ့ပဲယောဂီဆရာမကြီးစကားအစုံဟယ်လင်ဥကောင်းကြည်လင်သွားပြီးတော့ခေါင်းကိုပြန်မော့လာနိုင်တယ်။ တကောလုံးပြန်လဲပုတ်ပါသွားတဲ့အတွက်ယောဂီဆီယာမကြီးရဲ့မြစ်တာထက်အပြည့်ပါတဲ့မျက်နှာကိုကြည့်မိမိရဲ့မိခင်ရည်သူဖွဲ့ချစ်ခင်မိလိတယ်ဒီမဲ့ငါသာဝိဇာလှုပ်ချင်တာအသက်ရှိချင်လို့လားအနာမဲ့ချင်လို့လားအထင်မှားနဲ့တားငယ်ကြီးအသက်ရှိချင်းဟာတေတွင်းကမလွတ်ကင်းနိုင်ဘူးကွယောဂီဆီယာမကြီးစကားအစုံဟန်လွင်ရဲ့ရင်ဘက်ကိုစောက်နဲ့ထွင်းလိုက်သလိုဒိန်ငနဲ့ဒိုင်ငနဲ့ဖြတ်သွားခဲ့တယ် ယောဂီဆရာမကြီးရဲ့စကားကိုတွေးနေရင်တရိပ်ဝင်လုံးအပေါ်မောကြည့်လိုက်တော့ဘာမှမမြင်ရတော့ဘူး။ဆရာဆရာဆရာဟာဗျာဥတုတော်မောက်ထွေးနဲ့ဥတုတော်တို့ခေါ်တဲ့အကြောင်းဟန်လွင်စိတ်ပြန်လဲလာပြီးတော့အတွေးအဆတွေပြတ်တောက်သွားခဲ့တယ်။ခုနကဟာလေးဆက်ပါအောင်ဗျ။အော်ဟုတ်သားပဲ။ဒီလိုဗျ။ဒီအရက်မှာသာသနာအကွက်နေတာ။ကောင်းတာယောဂီမအေးကြည့်လို့မျိုး သမထဝိပဿနာအားထုတ်သူရှိတော့လူနာရဲရဝမ်းဆောင်တက်ကတကိုးကြီးတဲ့ယောဂီနဲ့ပေါင်းပြီးဒီနယ်ကိုထူးထူးခြားခြားအုပ်ချုပ်ခြင်းနဲ့ဖြစ်နေတာဒါကြောင့်ဝမ်းရင်းနဲ့ကလူနာကိုယောဂီစီ အရောက်ပို့ပြီးတပည့်ခံခိုင်းတာပဲတပည့်ခံုံနဲ့ဘာဖြစ်မှမဟုတ်လို့လဲဆရာဒီနက်ကမာယာများတယ်ဥသူတော်နမယပုဂ္ဂိုလ်တူစီ တပည့်ခံတဲ့အကြောင်းပြပြီးကိုယ်နဲ့မှာသာသနာပြုနမယခံဆရာတက်လို့ပြီးဓာအမားတွေလိုက်ပြီးတော့တာပဲ။ ကနဦးဆိုဟုတ်တုတ်တုတ်ပဲကြာလာရင်ဖះဟုံးနဲ့နည်းနည်းစီတွေ့ဖဲလာပြီးတော့အစွန်းရောက်လာတာဖြတ်တော့တာပဲဥသူတော်ဒီစကားကျုပ်စီယာစီယာပြန်ချခဲ့ရတဲ့ဩဝါဒပါဟန်လင်းပြောပြတဲ့နတ်မာယာကိုဥတုတော်လေးနဲ့စွာနဲ့စဉ်းစားမိတယ်။တကယ်လို့ရဒီနတ်ကသာသနာပြုအမိခန့်ပြီးမိစ္ဆာဓာတ်တွေနဲ့မိစ္ဆာအယူဖြတ်ချင်တာပဲ။ဟုတ်တယ်မှန်လားဆရာ။ဟုတ်တယ်ဥတုတော်။ဒီလောက်လွယ်ပါမလားဆရာ လွယ်လို့ပဲဝမ်းရင်းနဲ့ကဓာရီစီစဉ်ပြီးတော့ချင်းလန်းအောင်လှမ်းနေပြီမဟုတ်လားပညာထက်တဲ့ရန်သူကြီးတွေနဲ့တွေ့သွားလို့သာခဏတာငြိမ်ကြသွားတာဒါဆိုဒီဝမ်းရင်းဆုံးကိုစောင့်နေတဲ့ကအတော်ထက်တာပဲအော်ပယောကဆရာတွေတင်မကောက်ဘူးအောက်ဝိဇ္ဇတို့တော့မဲ့လူတော်မှအဲ့ဒီနှက်ကိုမျက်စိကြတယ်ဆိုမှတော့ဖက်ရမဲ့တားကောင်ကရုံပေါင်းစလေဟုတ်ပါမလားဥသူတို့ရဟာလူရဲ့စကားအဆုံးပါပဲဘာလို့ဖြစ်သူဥညုံများက အဝိဇ္ဇာဖြစ်ခါနေအောင်လဲပြညာရှင်ဖြစ်နေကြောင်းဥသူတော်ရိမ့်ပြီးသွားလေတယ်။နှမျောဆရာပဲဆရာဟာဝမ်းရည်နဲ့ကိုတားကောင်အမှန်နဲ့လိုက်ဖမ်းတာသူတို့တွေကပဲတားကောင်ပြန်ဖြစ်ပြီးတော့ဝမ်းရည်နဲ့တက်လိုက်တာကိုခံကြရလေတယ်။ဥသူတော်ဟာပြောရေးဆိုရေးအဝေးတနေရကိုငေးကနှုတ်ဆက်သွားလေတယ်။ဟန်လွင်လဲစကားမဆက်တော့ပဲနှုတ်ဆက်နေလိုက်တယ်။စကားဝိုင်းတိတ်ဆိတ်နေတဲ့အချိန်မှာပဲခီးတလျှောက်လုံးလဲဆရာတရားကိုထူးဆန်းစွာညစ်တက်နေတာကိုသတိထားမိသွားတဲ့အတွက် ဟန်လင်ခေါင်းအစအခြေအဆုပ်အကဲခဲကြည့်လိုက်တော့လဲစရာရဲ့နှစ်ထင်သားမှာမိစာဆက်အယောင်တောက်နေတော့ကို ဖြက်ခနဲ့မြင်လိုက်လေတယ်။ဟဲ့ဆုံးမဘာလာဆက်ဆုပ်တာလဲသွားစမ်းဟန်လင်ခက်ဆက်ဆက်ငေါလိုက်တဲ့အခါမှာတော့အဲ့ဒီအလေးအောင်ကဖြက်ခနဲ့ပြောက်သွားတယ်။ဒီအချိန်မှာပဲလဲစရာကတကောလုံးကြက်သိန်းတစ်ဖြန်းဖြန်းထပြီးကျက်နေခဲ့လေတယ်။ဒီနေကအတော်ဆိုးတာပဲဥသူတော်ဆုံးမတွေတော့လည်းရဲစရာရှိတယ်။ကဝေတာဆိုရင်အတော်ဆိုးမှာ ။ဥသူတော်ကဟာလွင်ကိုဘာမှမပြောဘဲပြုံုံတုံလှုပ်လို့ခေါင်းကိုတဆက်ဆက်ငင်းပြလိုက်လေ။ဆရာမောင်ထေးကောင်ကကြောင့်ဟန်လွင်ခေါင်းထောင်လာပြီးမျက်ခုံးကိုပင့်ကဘာမင်းမလဲဆိုတဲ့အထာနဲ့ကြည့်လိုက်တယ်။ဝမ်းမင်းဆောင်နှက်ကတကိုးကြည့်ရဆိုဘာလို့အတိုက်ခိုက်ခံရပြီးတော့လူနာကြီးကြီးမားမားထိခတ်သွားရတာလဲ။အင်းမေးခွန်းကောင်းတယ်။တဘသာဘာကြီးဖြစ်နေပါစေ။ရန်သူအင်အားကြီးရင်တော့အနေနဲ့အများထိတာပါပဲ။ အခုလူနာအိတ်ရတဲ့လဲနေတာအပြေအနှောက်ရှက်တယ်မကောက်ဝမ်းဆောင်နဲ့လှုပ်ထားတာလဲပါတယ်ဟင်ဘာလို့လုံးစရာရန်သူအင်အားမများတာတာတီလို့အချိန်ယူတဲ့အနေနဲ့လူနာရဲ့အသွေးအသားရိုးရဲချင်စီတဲ့ကိုသူ့ပညာဆက်တွေခိုင်မအောင်ထဲ့နေအားလူနာအိတ်ရတဲ့လဲမှာသူ့အစီအစဉ်ကိုကောင်းကောင်းချဲ့လဲစီစဉ်လို့ရမှာလေပြီးတော့ကြံ့နေတယ်ဟုတ်စရာဒီကလေးမအခုမှအညွတ်ထွက်ခါစားပဲရှိသေးတာအပေမတန်သေးဘူး အပင်တန်ရဲ့သူ့အဆောင်ကရွာလုံးကျုပ်ကိုပြောင်းပြန်လှန်ပစ်လောက်တယ်။အော်ဒီနက်ကလည်းသူ့အကျန်နဲ့သူ့ပဲနော်။သူ့ရင်ကအတော်အေးအားများလို့သာခဏတစ်ဖြုတ်ငြိမ်သွားတာနေမဲ့နော်ဆရာ။ဟန်လွေရမီးစုကိုလက်နဲ့ပုတ်တက်နေခေါင်းကိုအသာငြိမ်လို့อืมသူ့ရဲ့ရန်သူကအဝိဇ္ဇာလဲပါတယ်။ပြိုးကဆရာတွေလဲပြိုက်နေတယ်။ရွာလုံးကျုပ်ဆုံးမတွေလဲတိုက်ခိုက်လာတယ်။နက်ကတော်တွေခိုင်းထားတဲ့နက်တွေကလဲဖမ်းစားထားတယ်။ဒီတော့ဘယ်လွယ်ပါမလဲ။ အတိုက်ခံရပြီးလူနာအင်အားချင်းနဲ့နှုံခွနေတဲ့အချိန်မှာဝမ်းဆောင်နှက်ကသူ့လူအိပ်ရာတဲ့လက်ရောက်လှုပ်ပြီးတော့အင်အားဖြစ်နေတာကွာဒီလိုအင်အားဖြစ်နေတော့အခွင့်ကောင်းလာယူတဲ့ဆရာတွေကိုရှင်းပြဖို့အင်ကိုမင်းကလေးဖြစ်တဲ့အောက်လန်းပညာရှင်နဲ့ဝမ်းနေဆောင်ကလဝါချင်းရပြီးပျောကဆရာတွေကိုပေါင်းတက်လိုက်တာပဲဒီပြဿနာအတော်ရှုပ်သားပဲဆရာဒီယောဂါကိုသာကုရရင်မလွဲလောက်ဘူးအေးဟုတ်တယ်ယောဂီကတော့လက်နဲ့ပုတ်လိုက်တာ အတိုက်ခိုက်တယ်မကအောင်ဝမ်းနင်းဆောင်မှာငြိမ်ကျသွားတာပဲဝမ်းနင်းဆောင်ကယောဂီကြီးကိုပြန်မလှမ်းနိုင်ဘူးအဲ့ဒီယောဂီကြီးမှာဘာပညာတွေရှိလို့ပါလဲဆရာဇန်ပညာဗျာဟုတ်တယ်ယောဂီကြီးကတမတ်ထအောင်အဆုံးထိအောင်ထားတာပဲဖြစ်ရမယ်သူတက်ကငါတွေ့ဘူးတဲ့တချို့မြေရှို့မိုးပြဝိဇာကြီးတွေရဲ့ဓာတ်ထက်ကို အစကြာချီမကပို့ပြီးအားကောင်းနေကွာဒီလိုမဲ့တဲ့နေပူတဲ့အပင်မှန်းခံပြီးတော့တကူးတကမလာပါဘူးဆရာကြီး ယောဂီကြီးကလူနာကိုလက်နဲ့ပုတ်ပြီးကုလုပ်ပြီးသွားပြီပဲဗျ။တပည့်ဖြစ်သူရဲ့စကားကိုကြားပြီးတော့ဟန်လွင်တစ်ခုခုကိုလေးလေးနက်နက်တွေးလိုက်တယ်။အော်ငါလူနာစီလာခိုင်းတာဒီလိုကြောင့်ကို။ဘာဖြစ်လို့လဲဆရာ။တပည့်ဖြစ်သူမိတော်ကိုပြက်မဖြေသေးပဲခေါင်းခါပြလို့ဟန်လွင်ခက်ရီရီပြုံးကလမ်းတစ်ဘေးမှာရှိတဲ့ရှုကိတဆွန်ကိုငေးကြည့်လိုက်လေ။အော်ငါ့ဆောင်တဲ့နက်ဘလူးတွေပြိရဲ့တုံးပြီးတော့ ငါ့ကိုယောဂီမအေးချီနဲ့တွေ့အောင်လောက်လိုက်တာကိုဟန်လွင်စိတ်ထရအတွေ့နဲ့ပမုခနဲ့ဘလူကိုစိတ်နဲ့ဆက်တယ်ကြည့်လိုက်တယ်။ပမုခခမရကျုပ်ကိုဘာလို့လူနာအိမ်သွားခိုင်းတာလဲ။မိတိတဲ့အတိုင်းပဲမင်းမနေနဲ့ဒီလိုဆိုလဲဒဲရူတာပြောလိုက်ပါလား။ဘာလို့ဥညို့များစီသွားနှိမ်နှင်းခိုင်းပြီးလူနာဟောပါကိုခိုင်းရတာတော့ဗျ။မင်းဟာအမှန်ကြီးလုံးနဲ့မိထက်ဆွဲနဲ့ပါရမီရှင်နဲ့အများကြီးရှိသေးတယ်ဆိုတော့ကိုတရေပေးဖို့ တောက်ခနဲ့စင်ဝိဇာကြီးတွေကဓမ္မိန်နဲ့မှားလိုက်တယ်။တောက်ခနဲ့စင်ဝိဇာဆိုတဲ့အတက်ကြောင့်ဟန်တွေခဏမျှတိတ်ဆိတ်သွားလိမ့်တယ်။အဲ့ဒါတွေထားလိုက်ပါ။ကြောက်တိတ်ချင်တာရှိတယ်။ဥညုံမြားကဘာလို့တိတ်သွားတာတော့။သူနေရမဲ့တက်တန်းအောင်ကုန်ပြီ။မင်းပြညာပေါမပြိုင်လဲ तू ကဒီနေ့တိတ်မှာပဲ။တိတ်မဲ့တည်း तू ကသာတိတ်ပါစီလားဗျ။ကြောက်ဝင်ရှုပ်ဖို့မှမလိုတာ။မင်းမသွားရင် तू စားထားတဲ့ပျောကဆရာတွေဘယ်သူကဲမလို့။ ဟိုဥညုံများအန်ချလိုက်တဲ့ဓလုံးတွေကပယုကဆရာတွေပေါ့အေးဓလုံးမြုပ်ပြီးပညာတက်တဲ့ဆရာတွေအခုရခဘလူဖြစ်ပြီးတော့ဒီရွာရဲ့ဇေဒီကိုဆောင်ရတဲ့အထဲမှာတာဝန်ကြောက်သွားပြီကွာဒါဆိုဘာလို့လူနာသွားကိုခိုင်းရတာတော့ငါကကိုခိုင်းလို့လားငါကလူနာပဲသွားကြည့်ခိုင်းတာလေပယောကကိုဘာလို့ပြောလိုက်လို့လားဟုတ်လေဟုတ်ပါတယ်ပမုခနတ်ကဟန်လွင်ရွှေကျိုးတောင်ကအပြန်လှဲပေါ်ထာနေတဲ့အချိန်မှာ ဘယ်အိမ်ကဘယ်လူနောက်တစ်ချက်သွားကြည့်လိုက်ပါလို့သာပြောပြီးတော့ပျောကကုလိုက်ပါလို့မပြောလိုက်ဘူး။ဟန်လွင်အသေးပဲကောက်လဲသွားခဲ့ခြင်းသာဖြစ်ပါလေ။ဒါဟုတ်ကပဲနတ်ပရိရဲလို့ခေါ်လိုက်တယ်။ဟုတ်ပြီလေ။ငါအသေးပဲကောက်လဲလို့ငါခံလိုက်ရတာ။ဥညုံမြအဆောင်ကတကိုးကြည့်တယ်။သူ့မျက်နှာကိုငါတော်ဆဆချင်းကြည့်လို့မမြင်ဘူး။ तू ကဘာနဲ့လဲ။တကိုးကြည့်တဲ့နှက်ဘလူးပဲ။ငါထက်နည်းနည်းတကိုးကြည့်တယ်ကွာ။မင်းရဲ့လက်ရှိအနေထားနဲ့တော့ပိုင်နိုင်မှာမဟုတ်ဘူး။ မင်းတော့အတော်စိတ်ဆိုးသွားတယ်တတိထားပြီးနေအောင်သူ့ကိုဘလို့ခေါ်တော့မျက်တောင်ခတ်ဘလို့ဘလို့ကြီးလေဘလို့ကမျက်တောင်ခတ်တာလားသူကမျက်တောင်ခတ်ရအောင်ပြတာရှင်ဖြူဘလို့လို့လဲခေါ်တယ်မင်းပညာသက်ရလာရင်သူ့ကိုဆုံးမရအောင်ပါပဲဒါပဲငါသွားပြီဒီတန်နဲ့တူဟန်ရင်းနဲ့ပူမူခနဲ့တို့စိတ်ချင်းဆက်သွယ်မှုပြတ်တောက်လို့ပျောက်ကွယ်သွားခဲ့တယ်။ဟန်ရင်းမျိုးလုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဥသူတော်ရဲ့အင်ကိုယ်တော်မှလှမ်းမြင်နေရလိမ့်မယ်။ ရိသတ်များရှေ့စက္ကပါလာဇလံအပိုင်း85တော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလား။စာရေးဆရာဆောဟန်ထူအောင်လေးသေးချုံကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှေ့။ဒီဇလံလေးကိုတင်ဆက်ပြီးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစဉ်သာဝရပတ်ဆိုင်နိုင်ကြပါစေရှင်။